လုံးမင်္ဂလာပါခင်ဗျာလိုအန်ဒီကွန်ပျူတာထိနေဆန်လာမှကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ရှေ့ပြောင်းပြီးမှတင်ဗီဒီယိုဖိုင်တင်ခန်းစာကတော့ Microsoft Office Exam မှာကျွန်တော်တို့ရစင်စရာတွေကိုဆက်ပြီးပြီဆိုရှင်ဒီစရာတွေကိုပရင်တာနဲ့ပရင်ထုတ်ဖို့အတွက်နောက်ဆုံးဆဲကိုတို့ပြရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရှင်ကိုကဒီစရာလေးကိုကိုစင်စရာလေးကိုပရင်တာနဲ့ပရင်ထုတ်ပြီးဆိုရှင်ဒီ ဇီယာကို report နေနဲ့ကျွန်တော်ကတော့ထုတ်မယ်ပြီးသွားဆိုဒီကိုပါပဲလဲပေးမယ်ပြီးသွားဆိုရှင်ကျွန်တော်တို့တွေက record လဲလုပ်ချင်တယ်ဆိုရှင်ဒီဇီယာကို printer နဲ့ print ထုတ်မှရမှာဖြစ်ပါတယ်ဒါဆိုရှင်နောက်ဆုံးအနေနဲ့ကိုဆွဲတာစင်ဇီယာလေးကို exact စင်မှာရှိတဲ့စင်ဇီယာကိုဘယ်လိုမျိုး print print ထုတ် printer နဲ့ဘယ်လို print ထုတ်ရလဲဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျအသေးချာလေးလက်ကြည့်ကြပါနော်ဒါဆိုလို့ရှိရင် Microsoft Office Asia မှာ print ထုတ်တော့မှာဆိုလို့ရှိရင်အဆိပ်လေးရှိတယ်ဘယ်လိုအဆိပ်လေးလဲဆိုလို့ရှိရင်လက်ကြည့်နော် ကျွန်တော်ပြမနော်ဒီမှာ50ရှိတယ်เนาะ Microsoft Office အစီအမပရင်ထုတ်မယ်ဆိုလို့ရှိရင်စုစုပေါင်း50 50ရှိတယ်ပထမဆက်ကမိမိ plain ထုတ်မိ paper size ကိုအရင်ရွေးပေးရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်က paper အဒီကောင်ရဲ့ paper size ရေးမယ်เนาะကျွန်တော်ကပေးလေးအောက်ထက်နေဝင်ရရမှာပေးလေးအောက်ထက်မှာဒီမှာပိတ်ဆက်အရေးလိမ့်မယ်เนาะဒီကနေတခါတည်းရွေးလိုက်မယ်အကုန်လုံးဒါဆိုလို့ရှိရင်ပထမဆုံးက paper size ကိုရွေးပေးမယ် ဒီမှာ pay paper set အလက်တာရှိရနော် pay A4 ရွေးလိုက်တယ်တော်တော်များများ office လုပ်ငန်းကတော့ပုံမှန်လုပ်ငန်းကတော့ A4 သုံးတော်များပါတယ်ခင်ဗျ A4 နည်းနည်း size ကြီးတဲ့ဟာ legal ရှိရ legal ရတဲ့ size ကြီးတဲ့ဟာ A3 ရှိရနော် A3 ဆိုတာ A4 နဲ့ရဆက်လိုက် A3 ရတယ် legal ဆိုတာ A4 တဲ့အရင်နည်းနည်းလေးရှိတာပေါ့နော်ဒါဆိုကျွန်တော်က A4 ရွေးလိုက်ပြီဒါ okay ပေးလိုက်ပြီဒါဆိုပြီးသွားပြီနော်ပထမတစ်ဆက်ပြီးသွားပြီဒါဆိုရှင်ဒုတိယဘာပြောရလဲဆိုရှင် မတ်တီလိုက်တာဖူမြောက်ကို left right top bottom နေရာတွေသတ်မှတ်ပေးရမည် header footer နေရာတွေသတ်မှတ်ပေးစေမလို့အပါလာအခြေတစ်ထောင်မှတစ်ခြေလောက်သာသုပြုတာဖြစ်လို့ပါလာဒါဆိုရှင် header နဲ့ footer ကပြောင်းလဲစေမလို့နော်ဒီကတော့ဘာမှကျင်လိုက်အောင် left right top bottom ဆိုအဲ့ဒီနေရာလေးနေရာကိုပြောင်းပေးရမှာဖြစ်ပါလာဒါဆိုရှင်နော်ကျွန်တော်ကဒီ table မှာလေးနေရာပြန်မနော် page layout ထက်က base အားနေလိမ့်မယ်ဒီ page dot ကလေးရဒီ dot နာလေးရမျှလိမ့်နော်ဒါလေးနေလိမ့်မယ် ပြီးတော့ဆိုရှင် margin margin မှာဘယ်ဘက်ကျမှာဒီမှာ0.7လောက်ပေးသွားမယ်။ဘာဖြစ်လို့0.7လောက်ပေးလဲဆိုလို့ရှိရင်ကျွန်တော်ကဒီဘက်မှာ0.7ပေး1ပေးလိုက်မယ်နော်။ဒီဘက်ကျမှာ1လောက်ပေးလိုက်မယ်။ဘာလို့ဆိုတော့ကျွန်တော်ကဘယ်ဘက်ကျမှာဒီ printer နဲ့ print ထုတ်လိုက်ရင် stable နေနဲ့ဒီတရက်နှစ်ရက်ညှန်းလိုက်ရင်ဘာပြဿနာမရှိဘူး။ဒါပေမဲ့ကျွန်တော်တို့တွေက video locker မှာအခက်အခဲအနေနဲ့ကိုက ဒီ file လေးကိုဒီစင်းစရာလေးကိုဒီစာရွက်လေးကိုအပဖောက်ရသိမ်းချင်တာလည်းဖြစ်နေတယ်သူတို့ဘာပေးပဲတဲ့ချိန်မှာအပဘသူတို့သိမ်းချင်လာလည်းဖြစ်နေတယ်အဲ့ဒါကြောင့်ဘယ်ဘက်ချာမှာကျွန်တော်တို့ကအပဖောက်စက်အစမ်းနဲ့ပဲဖြစ်ဖြစ်ပဖောက် folder ထဲမှာတွဲပြီးတော့သိမ်းချင်တာပဲဖြစ်အဲ့ဒီမျိုးဆိုရင်တော့ဒီမှာဘယ်ဘက်ချာမှာတက်လက်မလာချမ်းပေးမယ်နော်ညာဘက်ချာမှာတော့0.3လောက်ပေးလိုက်မယ်နော်နဲဆို0.2လောက်ဒီချမ်းလို့ရတယ်ဒါမှမဟုတ်ကျွန်တော်က0.3လောက်ပေးလိုက်တယ်မိတူစက်နဲ့ မိတ်တို့ကူလိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီစာလုံးလေးမပြတော့အောင်လို့ညဘက်မချမှရှိနေတဲ့စာရဲ့အတိပဲလေးမပြတော့အောင်လို့0 by 3လောက်ပြလိုက်တယ်နော်အပေါ်မှာတော့တော့0 by 7လောက်ပြလိုက်မယ်နော်0 by 7လောက်ပြလိုက်မယ်တော့ကတော့ဘော်တော်မှာလည်းဘယ်လောက်ပြမလဲဆိုရှင်လေ0 by 7လောက်ပြလိုက်မယ်နော်အာဒါဒီဒါပုံမှန် ်မြန်လန်ဒီကျွန်တော်တာမပေးထားတဲ့ဒီဆိုင်လေးကိုသုံးလို့ရပါတယ်ခင်ဗျာသုံးလို့ဆင်ပြေပါတယ်เนาะခုပြန်တော့ normal side ပဲဖြစ်ပါတယ် margin light area ရဲ့တာမ side ပဲဖြစ်ပါတယ်เนาะဒီမှာ header မှာ0.3ရဲ့ footer မှာ0.3ဒါက lower ပြောင်းလဲမှုမရှိเนาะပုံတွေထားပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာအခြေတထောင်လောက်မှတကြည်လောက်ပဲသုံးချင်လဲသုံးနိုင်ပါလေခင်ဗျာเนาะအဲ့ဒါအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီတိုင်းပဲ header နဲ့ footer ကိုထားလိုက်တယ်ပြီးတော့ဆိုရှင် okay ပေးလိုက်ပြီဒါဆို စတက်တူပြီးသွားပြီเนาะစတက်တူပြီးသွားပြီစတက်တရာမိမိပလေးထုံးမိတေဘကောလာများကို normal building ထားရေးတေဘကောလာများကိုကျင်းကျက်ပြုလုပ်ပေးရမည်ရဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဒီမှာဒီ view က normal view เนาะဒီ view က pay play view ဇူးစလိုက်တာဘာအောင်မှခြေလို့ရအောင်ဒါက normal view ဒီဒီဘက်ကျက pay play view เนาะအလဲကတော့ကျွန်တော်မသုံးတာထားလိုက်เนาะဒါက pay play အသုံးမွေကိုထားလိုက်တယ်เนาะ normal view မှာထားပေးရမယ် ဒါ pay play view မှာကျွန်တော်တို့ကနှိမ့်လိုက်မှဆိုလို့ရှိရင်စူပါစာမျက်နှာ pay 1 pay 3 pay 2 pay 4စူပါစာရက်ဘယ်နှရက်ထည့်လာမှလဲဆိုလို့ရှိရင်ဒီဈေးရင်းဈေးရောက်ကိုထိုးလိုက်ရင် a a4 စာရက်နဲ့၄ရက်ထည့်လာမှဖြစ်ပါတယ်ဒါပေမဲ့ဒီမှာအပြာရောင်လိုက်လေးနေတာ print area table area စာရက်ပေါ်မှာ print format table area လေးရဖြစ်ပါတယ်ဒါပေမဲ့ဒီ print area လေးတွေကစာရက်ပေါ်မှာထိုးရတဲ့ area မကြီးမညာဖြစ်နေတယ် ြည်တဲ့ဟာဆက်အရွယ်ဆက်ကြည်တဲ့ဟာကြည်တဲ့ငယ်တဲ့ဟာငယ်တဲ့ဟာပါနေတယ်နော်ဒါဆိုလို့ရှိရင်ဒီမျိုး plane ထုတ်လိုက်ရင်တော့ဒီစာရွက်လေးရွက်ပါပြသမှာဆိုသွားနိုင်မှာနော်အဲအဲ့ဒါကြောင့်ဒီမျိုးတခါတည်းတိုင်းရောပင်းထုတ်လို့မရအောင်နော်ပိစက်အပြန်ချိန်ပေးရမယ်အခုကနံပါတ်3ဆေးရချိန်ပေးရမယ်နော်ဒါဆိုဘယ်နဲ့မျိုးခြေပြရမလား normal view ထားပြရမလားဒါဒီဒုစလပါပါမှလည်းရှိရ normal view နောက်မှ view တက်မှာ row font တက်ဆိုတာဟာဒီမှာ normal view နဲ့ ပေပလေဗျူဒီနဲ့ကိုရွေးချင်လဲရနော်ပေဗျူနဲ့နံပါတ်ဗျူနဲ့ဒါနဲ့ကိုရွေးချင်လဲရဒါဆိုနံပါတ်ဗျူမှာထားပြီးတော့ကိုလိုတဲ့ color လေးကိုအချင်းချင်းဒီကနေလုတ်ပေးရမှာနော်ဒီမှာအကုန်လုံးစက်ကြည့်ဒါဆိုမရအောင်နော်ကျင်းကျင်းလုံးလုံးအားကြည့်သွားရင်ဒါဆို okay သွားရင်နော်ဟွန်းဒါလေးလားနည်းနည်းလေးကျင်းလိုက်မယ်ဒါအဲ့ဒီလောက်အဲ့ဒီလောက်ဒီမလို့နော်ဒါလေးရနည်းနည်းလေးကျင်းလိုက်အဲ့ဒီလောက်ဒီမလို့ဒါလေးလားအဲ့ ဒါအကုန်လုံးပါနော်ဒါနည်းနည်းလေးကျက်ပေးရမှာဒါဆိုအကုန်လုံးပါပါနော်ဒါလည်းဒါလေးလည်းနည်းနည်းလေးကျင်းပေးရမှာဒါလေးနည်းနည်းကျင်းပေးရမှာနော်ဒါလေးဒါလေးနည်းနည်းကျင်းလိုက်မယ်ပြင်ဒါလေးလည်းနည်းနည်းကျင်းမယ်ဒါနည်းနည်းကျင်းမယ်နော်ဒါလေးနည်းနည်းကျင်းပေးလိုက်မယ်ဒါနည်းနည်းလေးကျင်းပေးလိုက်မယ်နော် ဒါလည်းနည်းနည်းလေးကျင့်ပေးရမှာ။ Okay ။ဒါဆိုရင်ကိုလိုသူမျိုးပါလို့လိုက်ပြီလဲ။အပိုလိုမရှိဘဲနဲ့အာကိုကိုစင်ပြေသူမျိုးခေါ်လာလေးလေးကိုအချင်းချက်လုပ်ပေးရမှာနော်။ဒါဆိုရင်ဒီပါကျင့်ကြက်လုပ်ပြီးပြီเนาะဒီမှာမိကော်လာပြီးတော့ဒီဘက်ကော်လာများကိုကျင့်ကြက်လုပ်ပေးရမယ်ဒါဆိုအစစ်သုံးပြီးသွားရေเนาะအစစ်လေးရပါလဲဆိုရှင် အကရေမိမိပလင်းထိုးမိဒီဘက်ကော်လာများအားလုံးမပေါ့မနေပိတ်ဆက်အထက်မှာလဲအဂျန်စတူနီယာတဲ့190ကျောက်သတ်မှတ်90ကျောက်သတ်မှတ်ရှော့ချပေးရမည်လဲเนาะအကရေမရလေပေါ့ထွေးမှာလန်စကေးတို့ဘာလဲပြောင်းပေးရမည်လဲเนาะနံပါတ်40ရောက်သွားတယ်เนาะနံပါတ်40ဒါဆိုရရှင်ဖိုင်တက်နေရောဘာနေပဲနမပလင်းဖိုင်တက်နေရောပလင်းနေပြီးရောပလင်းနေပြီးတော့အမ်ဒီအောင်မှာရှိရနော်ပိစာဒါလေးရွေး ဒီတိုင်းပိန်ထုတ်လိုက်ရင်စိတ်မပြေဘူးဆောက်ရက်ပေါ်မှာ तू ကခဏလေးနော်ဒီမှာနည်းမင်းမလား1 2 3 4ဒီမျိုးပုံစံဖြစ်နေဒီတိုင်းပိန်ထုတ်လိုက်ရင်ဆောက်ရက်လေးအောင်ဆုံးသွားလိမ့်မယ်နော်ဇေယားလေးတေပဲလေးကဖတ်လို့မရဘူးဒါဆိုရှင်ပိတ်ဆက်ရမှာ adjust တူနေရမှာပိတ်တက်အောင်နော် adjust ဆိုရင်မှာ90စံနဲ့တရားကျ short ချမယ်95ပေးလိုက်ပြီနော် okay ပေးလိုက်ပြီမရသေးဘူး short ချနောက်တော့တကထားစစ်ပေးမယ်နော်ပိတ်ဆက်အနေနဲ့လိုက်ပြီ90ဆိုပေးလိုက်ပြီ okay ပေးလိုက်မယ်ဒါဆိုမရဘူး ဒီမျိုးမရောက်ဆိုရှင်သူကဒီပိတ်ဆက်အားတက်မှာ90နဲ့100ကျောက်90တက်ပို့ပြီးရွှော့ချလို့ဇာလို့ဖတ်လို့မရတော့ရွှော့ချလိုက်ရင်နော်ဒါဆို90နဲ့100ကျောက်ရွှော့ခွဲရှိရင်အဲ့ဒီမျိုး adjust လုပ်နေမှာ90နဲ့100ကျောက်ရွှော့ချလို့မရရင်လား landscape ကိုချိန်ပေးပါဟာလား portrait ရနေ landscape ချိန်ပေးလိုက်ဒါဆို okay ပေးလိုက်ပြီဒါဆိုအကုန်လုံးပါပါရင်နော်ဒါဆိုရပါပြီဒီမှာဘယ်နဲ့မျက်နှာဖြတ်တာ1 2 3တို့မျက်နှာရပါနော်ဒါပေမဲ့ဒီမှာညာဘက်ချမှာအနေအများကြီးလုံးနေသေးတယ်ဒါဆိုဘာဆက်လို့ရမလဲ ဆက်ကြည့်မယ်နော်ဘယ်နဲ့ဆိုပြီးတော့ဒီဒီမှာနံပါတ်9ပါလဲဆိုရှင်နောက်ဆုံးဆေးရောက်တော့အကာကြီးတိဘက်ကော်လာနဲ့အာလိုမပါဝင်နေရပိတ်တက်အောင်မှာ just to တင်နေရမှာလားရခိုင်နှုတ်ကို100မှ90ကျောက်ကိုအတမှတ်ပေးရမည်ရဒါဆိုရှင် fighter နေရပြင်ပြန်နေမယ်နော်ဒါ auto fighter က play ပိတ်တက်ကပိစာအရွေးလိုက်မယ်ပိစာအပြန်ယူမယ် ါဆိုဒီဘက်ကျမှနေရာအများကြီးရှိနေတယ်။ဒါဆို95ပေးလိုက်မယ်။ OK ပေးလိုက်ပြီ။ဒါဆိုထပ်ချက်လို့ရတယ်နော်။ဒါဆိုပေးစာနေလိုက်။ညာဘက်ကျမှ0 by 3ရေးပေးတာလေမာဂျင်။ OK ပေးလိုက်ပြီ။ဒီမျိုးပေးလိုက်ပေမှဒီနေရာမှာ0 by 3ရေးရှိရမယ်ဆိုတော့အများကြီးနေရာကျနေတယ်ဆိုတော့ normal view မှာပြန်ပြီးတော့တချို့ color လေးတွေကျင်းနေတယ်ဆိုရှင်ကိုကနည်းနည်းလေးပါလို့ပြန်ဖြန့်ချပေးလိုက်မယ်နော်။တချို့ color လေးလေးတွေ။ဒါဆိုနည်းနည်းကျင်းပေးလိုက်ကျဲပေးလိုက်မယ်နော်။ ါလေးလေးကြက်မယ်။ဒါလေးလေးကြက်မယ်။ကျင်းနေတဲ့ကော်လာလေးကြီးပြီးတော့ကိုယ်ကိုနည်းနည်းလေးစီလေးလိုက်ပြီးတော့ချက်ပေးရမနော်။နည်းနည်းလေးလေးစီနည်းနည်းလေးပေါ့နည်းနည်းလေးစီလည်းချက်ပေးရမှာ။ဒါအလိုက်လေးသေးသေးလေးမြင်တာဒါ print preview လိုက်လေးနော် print preview လိုက်လေး။အာစာရစာမျက်နှာရဲ့ plain view လေး light လေးလေးဖြစ်ရယ်เนาะအဲ့ဒါလေးတွေက ဒီမှာ plain view ပြလိုက်လေးလေးမြင်နေရတယ်เนาะဒီမှာ plain view လေးလေးလေးမြင်နေရတယ်ဒီမှာဒီမှာ plain view လေးလေးလေးမြင်နေရတယ်ဒါဆိုဒီ table လေးကအကုန်လုံးပေါက်သွားပြီထင်တယ်เนาะဒါဆို fighter နေရာ plain ဆိုပြလိုက်မယ်เนาะ fighter က plain ဆိုနေလိုက်ပြီ fighter က plain နေလိုက်ရင်ဒီမှာ0 by 3 area ဒါဆို okay သွားတယ်เนาะစူးစူးပါပဲမျက်နှာရတာလဲသုံးမျက်နှာရတယ်ဒါဆိုဘာလို့လို့ရပြီလဲ printer နဲ့ print ထုတ်လို့ရဒါဆိုရှင်ကိုကဒီမှာ အိဇာကို ကိုကပိန်ထုတ်တော့မှဆိုလို့ရှိရင်နောက်ဆိုကိုစင်စရာဆွဲပြီးမှနောက်ဆိုစင်မှာပိန်ထုတ်ဖို့တတ်တယ်ပဲအိဇာမှာစင်စရာကိုစဉ်းစားရတာကြိုတင်ပြီးတော့လို့စေရမလို့တော့ကိုကိုစိတ်ကြိုက်ဇေယျစိတ်ကြိုက်ဆွဲဆွဲပြီးမှအခုလိုပြီးစီးသွားပြီးမှပလင်တာနဲ့ဒီစင်စရာကိုဘယ်လိုမျိုးပလင်ထုတ်ရမှာဆိုရာပိတ်ဆက်အောင်နောက်ဆိုစင်မှာတည်တယ်ပဲကိုစဉ်းစားပေးရတာဖြစ်ပါတယ်ဒါမှပလင်ထုတ်တော့မှဆိုလို့ရှိရင်ဒီစင်စရာလေးဇေယျကွဲလေးကိုအဆင့်၅ဆင့်နဲ့အတူအလို့ရတာပထမဆင့်ဒုတိယဆင့်တတိယဆင့် ရုဒ္ဓဆေပြစ္စမဆေအဲ့ဒီ30 50နေနဲ့လို့ရအောင်ဒါပေမဲ့အဆဲကျော်လို့မရအောင်ပထမဆေလို့ပြီးပြီဆိုရင်ဒုတိယဆေဆက်လို့ရမယ်တတိယဆေရုဒ္ဓဆေပြစ္စမဆေအဲ့ဒီ30 50ကို30မှမကျော်ဘဲနဲ့သူ့ဆေနဲ့သူအာလို့လို့ရမှာအဆဲကျော်လိုက်ပြီဆိုရင်ဒီ table ကိုဇေယောက်ွက်ကို plate ထုတ်ရမှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်ဒီအခု plate ထုတ်တဲ့ပုံစံလေးကိုတိတိကျကျလေးဒီကောင်လေးအရင်ဒီကိုကိုဖတ်ဖတ်ပြီးမှဒီဇေယောက်ွက်ကိုအခုပိတာဒီမှာလေးကိုကိုကိုဆွဲကြည့်ပြီးတော့ဘယ်လိုထွက်ရမလဲဆိုတာဟာကို အရင်ကိုကိုပလက်တက်လို့ရအောင်ကိုဆွဲချလိုက်မှစမ်းကြည့်စေချင်ပါလေကွာဒါဆိုရှင်ပလက်ထုံးမှာနော်ဖိုင်တာကနေပလင်းဆိုထုတ်လိုက်ပြီဒါပူဇံချပြီဆိုဒါဆိုရှင်ကိုထုံးမဲ့ပလက်တာနဲ့ရွေးပေးမှာကိုမှာတတ်စင်ထားတဲ့ပင်တာလေးကမ်နိုအဆွန်ဘလာတာပလက်တာတင်လို့ရွေးပေးရမယ်နော်အဲ့ဒါလေးတခုခုရွေးပေးမှာဒါဆိုကိုကတော့ပလင်တာနဲ့မရွေးတော့နော် Adobe PDF ဆိုတာ PDF file ဖြစ်ပြောင်းပေးတဲ့ โปรแกรมလေးနဲ့ဒါ printer နဲ့ print ထုတ်နဲ့အတူတူอ่ะเนาะအဲ့ဒီ printer Adobe PDF ဆိုတာဟာပြင်ကိုမ Adobe PDF ဆိုမရှိဘူးဆိုရှင်အာ Windows မှာ Microsoft Windows တာ Windows 11မှာမှာ11မှာသူ original default ပါပြီးဖြစ်တဲ့ Microsoft Paint to PDF နဲ့ရွေးပြီးတော့လဲ print ထုတ်လို့ရတယ်เนาะကိုမ PDF writer လေးမရှိရင်လဲဒါဆိုကျွန်တော်ကဒါနဲ့ပဲထုတ်ပေးလိုက်မယ်เนาะ ဒါဆိုရှင်ကိုကကြည့်ရမှာတည်ရမှာဟာဒီဇယောက်ွက်ကကိုကဒီစင်ဇယောက်ကိုပိတ်ဆက်ဘာနဲ့ခြေထားလား A4 ရဲ့ landscape ရဲ့ခြေထားတယ်ဆိုရှင်ကိုမှာရှိတဲ့ပိတ်ဆက်အား font ပုံစံနဲ့ printer မှာလည်းဘာလို့ပေးရမလဲဆိုတော့တွားပြီးရခြေပေးရမှာ printer နဲ့ကိုရဲ့ server နဲ့ map ပြမှာတည်းပင်းထုတ်လို့ရနော်ဒါဆို printer property ကို set နေမှာပြီးတော့ဆို landscape ရဲ့ A4 ရဲ့နှစ်ချက်ရွေးပေးရမှာနော် ဒါပေမဲ့ဘာအခုမှ printer မျိုးစားမတူရင်တော့ဒီပေါ်လာတဲ့တက်ပုံစံတူလေးလေးရော developer လေးရောတူချင်မှတူမှာဒီကအခုရေးရမယ့်ဟာနဲ့ချက်ရပါလား A4 ရဲ့ကို landscape ရဲ့နှစ်ခုရေးရမှာဘာဖြစ် A4 ဒီမှာကျွန်တော်ကရွေးလိုက်တယ်ဆိုရှင်ကိုမှရှိတဲ့ဒီဇေယျခွဲက A4 နဲ့ landscape နဲ့ရွေးထားလို့ printer မှာလည်းဘာရွေးပေးရလဲ A4 နဲ့ landscape ကိုသွားရွေးပေးရမှာเนาะဒါဆို okay okay ရပါပြီဆိုရှင် plain ဆိုပေးလိုက်မယ် plain ပေးလိုက်မယ်ဆို printer မှာဆိုဘာဖြစ်လဲဆော်ရဲထွက်လာပြီเนาะ printer မှာဒါပေမဲ့ကျွန်တော်က PDF file ပြင်တဲ့ကိုယ့်ရဲ့ Adobe Acrobat ဆိုတာ printer အာ writer PDF format အသိတဲ့ file name နဲ့အသိတဲ့တော့ပြေကိုကွန်ပျူတာထဲမှာအသိစရမှာဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ကကွန်ပျူတာထဲမှာကျွန်တော်ကတည်နေမှာသိလိုက်ပြီเนาะအဲသိလိုက်မှဒါဆို desktop အာဒီထဲမှာသိလိုက်မှเนาะကျွန်တော်က document ထဲမှာသိပေးလိမ့်မယ် document document DOC ရမယ်ဒီ document เนาะအဲဒီမှာအင်း PID ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်က P int plane table ဆိုပြီးပြီเนาะ pr int plane table ta bin table လို့ပြီးရ ta bin table plane table ပြီးလဲเนาะ installation နဲ့ pdf နဲ့သိလိမ့်မယ်ဒါဆို document နဲ့မှသိနေတာเนาะ o save နေလိမ့်မယ်ဒါဆို printing ထုံးနေ now printing လက်3 or 3 dot printer print ထုတ်ပေးလိုက်ဒါဆိုရှေ့ဘတ်တန်းမှသိနေတော့လဲဆိုဒီ footer တက်မှမကြည့်မယ်เนาะ document တက်မှမကြည့်လိုက်မယ် document အမ်ဘာနေလဲ plain table လို့နာမည်ပေးတာเนาะ plain table လေးဝင်ကြည့်လိုက်မယ် ဒေါကူမန်ကပရင်တင်မယ်နော်ဒီမှာပရင်တေးပဲထည့်လိုက်နော်ဒီမှာပရင်တေးပဲအစာဖိုင်နေပြီလေပရင်တေးပဲဒါလေးကိုနှစ်ချက်ကလေးပဲကြည့်မယ်နော်ဒါဆိုပရင်တေးပဲလေးကိုဖွင့်ကြည့်လိုက်ရင်ဒီမှာပရင်တာနဲ့ပရင်ထုတ်လိုက်ပြီနော်ဒါကဘယ်နှရွယ်လဲဆိုတော့၃ရွယ်ရှိရနော်1 or 3 2 or 3 3 or 3ဆိုဒီမှာ ဒါပေမဲ့ဒီကောင်လေးက PDF file လေးဖြစ်သွားပြီတော့ပြန်ပြင်လို့မရတော့เนาะ PDF file ဖြစ်သွားပြီဆိုတော့ပြန်ပြင်လို့မရတော့ဘူး VOLI ပဲရမယ်ဒါဆိုပြင်လို့မရတော့ PDF file ဖြစ်သွားရယ်เนาะ Okay ဒါဆိုရရှင်အခု printer နဲ့ဒီ Excel file လေးကို print out video file သင်ခန်းစာပထမဆုံး part 1 print table part 1သင်ခန်းစာအကြောင်းပဲဖြစ်ပါတယ်ဒါဆိုအခု video file လေးကိုနားလည်မလို့ထင်ပါတယ်နားမလည်သေးဘူးဆိုရင်တော့ဒီ video file လေးကိုထပ်ခါထပ်ခါလေ့လာစေချင်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျနောက် video file မှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ